အခုတင်ဆက်ပေးမယ့်သတင်းကတော့ဂျော်ဒန်နိုင်ငံကအထည်ချုပ်အလို့သမားများချင်းချောက်ခံရမှုများပါရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဂျော်ဒန်နိုင်ငံ CMG အထည်ချုပ်ဆက်ရုံမှာဖြစ်ပွားနေတဲ့အလို့ရှင်နဲ့အလို့သမားပတိပခမှာအချို့အလို့သမားတွေဟာပြည်လည်မှုမရရှိသေးတဲ့အပြင်ချင်းချောက်ခံရမှုတွေပါရှိနေတယ်လို့ဂျော်ဒန်နိုင်ငံကနေပြန်လည်ရောက်ရှိလာတဲ့အလို့သမားတအုပ်ကပြောပါတယ်။ ရန်ကုန်မြို့တင်ကန်းကျွန်းမြို့နယ်88မျိုးဆက်ចောင်းသားများရုံးခန်းမှာကျင်းပပြုလုပ်ခဲ့တဲ့သတင်းစာဆင်းလင်းပွဲမှာဂျော်ဒန်နိုင်ငံကအလုံသမားတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးအလုံသမားတအူးကအခုလိုပြပြခဲ့ပါတယ်ကျွန်တော်ဖြစ်စေချင်တာအခုသူတို့အားလုံးရဲ့ဆန္ဒဒီကိုပြန်လာခြင်းနဲ့ပေါ့နော်အလိုအခက်ခဲရှိတာအလိုရောကြီးကိစ္စတွေရှိတဲ့အတွက်အဲဒီကလူကြီးတို့ဖြည့်ရှင်းပေးစေချင်တာသူတို့ပြန်လာဖို့အတွက်သူတို့ကလည်းပြန်လာကြတယ်အခုအလုံစင်းနဲ့ဆိုတာလည်းအလိုချိန်ချောက်ထားတဲ့သူကအလုံစင်းနေကြတယ်ဒီကုန်းကပြန်လာကြတယ်အိမ်မှာလက်ရှိနေတယ်ဆန္ဒရှိကြတယ်သူတို့ပြန်လာဖို့အတွက် ်ချင်းရောက်ထားရဲဆိုတာဘလို့ဘလို့တိုင်းတာနေနေချင်းရောက်ထားလဲမသိဘူးသူတို့ကသူတို့ရဲ့ဂျော်ဒန်ဥပဒေရပေါ့ဟိုကလူတမအလုံးစင်းလို့ရှိရင်အဲ့လိုမျိုးဟိုပြစ်ဒဏ်ချမယ်လို့ပတ်စံပြတ်မယ်ကျွန်တော်တို့ပြောပါတယ်ဆိုကြေးတောင်းပါတယ်ဒီလိုလုပ်တယ်အဲ့ဒီအတွက်ကြောင့်မဟုတ်ဘူးအခုလူတမတွေပြန်လာခြင်းနဲ့သူတို့မှလည်းပတ်စံမရှိကြဘူးလို့အဲ့ဒီသူတို့တောင်းတဲ့ဂျော်ဂျီကိုမပေးနိုင်ဘူးလူမလေးရဒီပတ်စံရောကြီးပြေပတ်စံမရှိကြဘူးဆိုတာဘယ်လိုကြောက်ပတ်စံမရှိရလဲဟိုလားစားမရလို့လားဒါမှမဟုတ်သူတို့ကိုယ်တိုင်ဟိုကသူ့ကိုပေးလို့လားမဟုတ်ဘူးကိုယ့်ရဲ့ ဒီအခုအတော်တွေမှာလည်းအကုန်လုံးကဟိုစားရတာခက်ခဲရှိရလေအကုန်လုံးငွေပြတ်ငွေငွေပြတ်ကြအကုန်လုံးအိမ်ပို့လိုက်တဲ့လူမျိုးဆိုလို့ရှိရင်ဟိုပတ်စံမရှိကြတော့ဘူးသူတို့အခုရှိပြန်လာကြတယ်ဆိုလို့ရှိရင်သူတို့ပတ်စံပေးရမယ်လော်ဂျစ်ပေးရမယ်အောက်ချဖို့လုံသွားတယ်မပေးနိုင်ဘူးဂျော်ဒန်နိုင်ငံရမ်တာမြို့မှာရှိတဲ့ CMG အထည်ချုပ်ဆက်ယုံမှာအလုပ်လုပ်ကင်နေကြတဲ့မြန်မာလုပ်သား 1100ကျော်ဟာသူတို့ရဲ့မကျေနပ်ချက်တွေကိုဖေဖော်ဝါရီလ14ရက်နေ့ကစတင်ပြီးဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပြီးတော့ယနေ့အထိပြည်လဲမှုမရရှိသေးတာဖြစ်ပါတယ်။အဲ့ဒီပြဿနာရပ်တွေကိုဖြေရှင်းပေးနိုင်မှုအတွက်အလုံသမားရေးရာကိစ္စအတွေ့အကြုံရှိသူတွေကိုဂျော်ဒန်နိုင်ငံသို့ဆေးလွှတ်ဖြေရှင်းပေးသွားဖို့မြန်မာနိုင်ငံအလုံသမားအလုံအကိုင်းနဲ့လူမှုဖူလုံရေးဝင်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပေမယ့်အလုံသမားတွေကတော့ပြည်ရင်းကိုသာပြန်လာလိုနေကြတယ်လို့စက်ယုံအလုံသမားတအူးကပြောပါတယ်။ဂျော်ဒန်နိုင်ငံမှာတွားရောက်လုကင်နေတဲ့အလုံသမားမိခင်တအူးဖြစ်တဲ့ဒေါ်သနန်ထေးကသူ့ရဲ့ပု ူပန်မှုကိုအခုလိုပြပြခဲ့ပါတယ်။အဲ့သူကဘန်ကောက်လေးမြန်မာနဲ့မှဘုတ်သိန်း9000ပြည့်တယ်ပတ်စို့လို့ရ10000ပေးရတယ်အန်ဒီလိုလက်သွားတော့ဟိုဟိုဘက်ကိုကျော်ရလေးမြန်တာကျိုးမယ်ကျော်ရလေးမြန်ကကအကျိုးပိုကြတာဖြတ်တယ်ကျော်ရလေးမြန်လက်မကမချေခင်းဆိုတော့ဘတ်ပုံတင်ရတစ်ကောင်ဆင်းရသူ့မှတ်ပုံတင်အနည်းမှတ်ပုံတင်အနည်းတစ်ကောင်ဆင်းသိမ်းထားတယ်ကျွေးချေလို့ရှိရင်အဲ့ဒါပြန်ပေးတယ်ကုမ္ပဏီကလဲနေပြန်ပေးတော့အန်ဒီတို့ကချေတဲ့အတွက်အဲ့ဒါပြန်ရပြီပြန်ရပြီတဲ့အတွက်အန်ဒီတို့သူနဲ့ဘာမှအရှုံးချင်းတော့မရှိတော့ဘူးပေါ့ မရှိတယ်ပဲအခုလို့ဆက်လို့အမေနားစာမကောင်းဘူးအရင်ပြောတော့ရတာမဟုတ်ဘူးလုတ်သမီးဆိုလုတ်တယ်သူတို့ခင်ဗျအခုလို့ထပ်ဖြစ်ရတဲ့အခါကျတော့မခံနိုင်ရတော့သူတို့ကအမေသမီးအသက်တန်းပြောင်းလို့မယ်သူတို့ခွင့်ရလို့ပြန်မဆိုပြန်အမေပြန်မယ်သူလုတ်ပါတဲ့ကလေးတွေကလည်းအခုလို့ထပ်ဖြစ်တယ်ဆိုတော့လည်းသူတို့စိတ်မချင်ရလက်ရှိမှာတော့ဂျော်ဒန်နိုင်ငံမှာဖြစ်ပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးအလုတ်သမားအလုတ်ကိုင်းနဲ့လူမှုဖူလုံရေးဝင်ကြီးဌာနကဂျော်ဒန်နိုင်ငံနဲ့အနီးဆုံးဖြစ်တဲ့အစ္စရေးနိုင်ငံတန်ယုံကနေဖြည့်ရှင်းဆောင်ရွက်ပေးနေတယ်လို့သိရပါပါတယ်ရှင်။